ားလုံးပဲမင်္ဂလာပါ Recap Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ True Legend ဆိုတဲ့ကားလေးကြောင်းကိုတင်ဆက်ပေးပါမယ်ဒီနေရာမှာတရုတ်ပြည်ကိုနယ်ချဲ့တွေကျူးကျော်တိုက်ခိုက်ခဲ့ကြပေမဲ့တရုတ်ပြည်သူတွေကတော့သူတို့ရှေ့မှာဒူးမထောက်ခဲ့ကြပါဘူးအဲ့ဒီနောက်မှာတော့ဝူရှူတိုင်းလေးချင်းမှုကလည်းတိုးတက်လာခဲ့ပါတယ်အဲ့ဒီနီးစနစ်နဲ့အတူသူရဲကောင်းတစ်ယောက်ကလည်းပေါ်ထွက်လာခဲ့ပါတယ်တစ်သားတိုင်းမှာလူတစ်ယောက်ကချုံတော်ရခံရပါတယ်အခုလူတချို့ကသူ့ကိုတတ်တော်မဲ့ချိန်ပါပဲစစ်သားများပြားဝင်ရောက်လာပြီးတော့အဆောင်တွေကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်ဒီလိုနဲ့အုပ်စုနှစ်စုကြာမှာတိုက်ပွဲဖြစ်ပေါ်လာတော့တယ် ဒီတိုက်ပွဲမှာလာခဲ့တဲ့လူတော်များများတေဆုံးသွားပြီးတော့ခေါင်းဆောင်စုကလည်းတိုက်ပွဲမှာကြာဆုံးသွားတယ်လို့ထင်လိုက်ရပါတယ်ဒါပေမဲ့လူကိုတော့ကယ်တင်လိုက်နိုင်ပါတယ်သူတို့သွားကယ်တဲ့လူကတော့တော်ဝင်မင်းသားတစ်ပါးပါခေါင်းဆောင်စုတိုက်ပွဲမှာကြာဆုံးသွားတာကိုလက်မခံနိုင်လို့ပြန်သွားရှာခိုင်းနေပါပြီအဲ့ဒီချိန်မှာပဲစုအန်းကတော့ပြန်ရောက်လာပါတယ်ဒါကြောင့်မင်းသားကအရန်ပြော်ပြီးတော့စုအန်းကိုပြည်내အုပ်ချုပ်ရေးမှူးခန့်ဖို့ကတိပေးပါတယ်ဒါပေမဲ့စုအန်းကတော့ဒီရုကို UN ကိုပေးချင်နေတာပါတကယ်တော့ UN ကသူ့ရဲ့ဇနီးရဲ့မောင်ဖြစ်ပါတယ် ဒါပေမဲ့မင်းသားကတော့သဘောမတူပါဘူး။ကြားသွားတဲ့ယူဗန်ကတော့ဒေါသထွက်နေပါပြီ။အောင်ပွဲခံပြီးတဲ့နောက်မှာဆူအန်ကယူဗန်ကိုသွားတွေ့ပြီးတော့ဆူအန်ကယာရူးကိုစိတ်ဝင်စားပဲနဲ့အင်ကိုပဲပြန်တော့မယ်ဆိုပြီးပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဆူအန်ကတိုင်းဆရာကြီးတယောက်ဖြစ်ချင်နေပြီးတော့လူတိုင်းကိုတိုင်းပညာသင်ပေးချင်လို့ပါပဲ။ဒါကြောင့်သူကယူဗန်ကိုမင်းမဲအုပ်ချုပ်ရေးမှူးဖြစ်တဲ့ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့ဆူအန်ကမင်းမနဲ့ငါအေဂျင့်နဲ့ဘဝတစ်ခုကိုတိဆောက်ချင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ညီကိုနှစ်ယောက်ပြန်တဲ့သွားကြပါပြီ။နောက်နေ့မနက်မှာတော့ဆူအန်တယောက်မြင်းတစည်းနဲ့ပဲထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ ၅နှစ်ကြာတော့ပြီးတဲ့နောက်မှာစုအန်းကလင်းနဲ့လက်ထပ်လိုက်ပါတော့တယ်သူတို့မှာဖန်လို့ခေါ်တဲ့တားလေးတယောက်လည်းရှိနေပါပြီစုအန်းကသူ့ရဲ့မိသားစုလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတော့တယ်အဲ့ဒီချိန်မှာပဲစုအန်းရဲ့အဖေရောက်လာပြီးတော့ယူဗန်ကသူ့အိမ်ကိုပြန်လာတော့မယ်ဆိုပြီးပြောပါတယ်သူကစုအန်းကိုမင်းနည်းနည်းတော့တည်ထားတဲ့နယ်ဘာလို့လဲမသိဘူးယူဗန်ဒီကိုလာလာတကူးကူးမားနေတယ်လို့ခံစားရတယ်ငါတတ်ခဲ့တယ်သူ့အဖေတို့ကလက်စားချေဖို့လာလာလို့ထင်နေဆိုပြီးစိတ်ပူနေတယ် ငါသားကိုလုံးခဲ့တာကယူဗန်ရဲ့အဖေကအရန်ဆိုးွားတဲ့ရာဇဝမှုတွေကိုကျူးလွန်ခဲ့လို့ပဲဆိုပြီးပြောပြပါတယ်။သူ့အဖေရဲ့စိုးရိမ်ပူပန်မှုကိုမြင်တော့စူတန်းကသူ့ကိုနှစ်သိမ့်ပြီးတော့သူကဒီကိုရှောက်လေကိုတက်တက်လာတာပါ။တခြားဘာမှမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူဒီမှာနှစ်ပေါင်းများစွာမတွေ့ရသေးတဲ့မိသားစုလည်းရှိတာပဲဆိုပြီးတော့ဖြေသိမ့်ပေးလိုက်ပါတယ်။အဲ့နောက်မှာပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်တဲ့ယူဗန်ကရောက်လာပါပြီ။နောက်နေ့မှာတော့ယူဗန်ကတော်ဝင်ဧည့်သည်တွေနဲ့အတူစူအန်းရဲ့အိမ်ကိုရောက်လာပါတယ်။ ဲ့ဒီနေ့မှာပဲစူအန်းရဲ့တိုင်းတင်တန်းကြောင့်ဖွင့်ပွဲဖြစ်ပြီးတော့သူ့အဖေရဲ့မွေးနေ့လည်းဖြစ်လို့ဧည့်သည်တရားကျော်ကိုစူအန်းကအဲ့ခံနေပါတယ်။အဲ့ဒီနောက်မှာတော့ယူဗန်းကအိမ်ကိုရောက်လာပါတယ်။သူကပြောင်းလဲနေပါပြီ။သူ့ရဲ့မျက်နှာကဖြူဖြော့နေပြီးတော့လည်းအန်ဒီရဲ့များတဲ့ပုံနဲ့ပေါက်နေပါတယ်။တကယ်တော့ယူဗန်းကစူအန်းဇနီးရဲ့မောင်ဖြစ်ပါတယ်။သူကသူ့အမနဲ့တူတူဖန်ကိုလည်းတွေ့ဆုံပါတယ်ပြီးတော့အိမ်ထဲကိုဝင်လာပြီးတော့ဗန်ကန်းလို့ခေါ်တဲ့စူအန်းရဲ့အဖေကိုနှုတ်ဆက်လိုက်ပါတယ်ပြီးတော့အဖေရဲ့ကျေးဇူးကိုမဆက်ရသေးဘူးဆိုပြီးပြောလိုက်ပြီလေ နောက်မှလည်းရဲဘက်တွေကဝင်လာပါတယ်ဗန်ကန်းကတော့သူ့ရဲ့စကားကိုကြားပြီးတော့နည်းနည်းထူးဆန်းသွားပါတယ်အဲ့ဒီနောက်မှာယူဗန်ကအိမ်ထဲကိုဝင်သွားပြီးတော့သူ့အဖေရဲ့သိဆုံးမှုကြောင့်ပြောပြပါတယ်ဗန်ကန်းကမင်းအဖေကိုတတ်ဖို့ကအသိဉာဏ်လုပ်ခဲ့ရတာပါဘာဖြစ်လို့လဲဆိုတော့သူကအပြစ်မဲ့တဲ့ပြည်သူတွေအများကြီးကိုတတ်ခဲ့လို့ပဲဆိုပြီးပြောပါတယ်သူကယူဗန်ကိုတောင်းပန်ပါတယ်မင်းအဖေနဲ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်မွေးသားဖေကိုခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါပေမဲ့ယူဗန်ကတော့ငါ့မှာအညိုတေးတွေရှိရလို့ပြောပြီးတဲ့နောက်မှာသူ့အဖေ၃လေးရှိတဲ့အစိတ်၅မျိုးလက်သေးတိုင်းလိုနာမည်ပေးထားတယ် တိုင်းပညာနဲ့ဗန်ကန်းကိုတိုက်ခိုက်လိုက်ပါတော့တယ်။အဲ့မှာပဲဗန်ကန်းတယောက်ကသေဆုံးသွားရပါတယ်။အဲ့ဒါကိုတွေ့သွားတဲ့စူအန်းရဲ့မိန်းမနဲ့သားလေးကထွေပြေးဖို့ကြိုးစားပေမဲ့ရဲမတ်တွေကပြန်ဖက်လာပါတယ်။တစ်ဖက်မှာလည်းစူအန်းကတော့ဧည့်သည်တွေကိုကြိုဆိုနေတုန်းပါပဲ။အဲ့ဒီချိန်မှာအဖိုးကြီးတယောက်ရောက်လာပြီးတော့တခင်ကြီးတက်ခံလိုက်ရတဲ့အကြောင်းကိုလာပြောပါတယ်။အဲ့ဒါနဲ့စူအန်းတယောက်သူ့အိမ်ကိုအမြန်ပြန်ပြေးသွားပြီးတော့ကြည့်လိုက်တဲ့အခါမှာသူ့လူတွေအားလုံးတက်ခံထားရပြီးတော့သူ့အဖေသေဆုံးနေတာကိုလည်းတွေ့လိုက်ရပါတယ်။သူ့အဖေလောင်းကိုကြည့်နေတုန်းပါပဲလက်နက်ပုံနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာယူဗန်လွတ်လိုက်တဲ့လူသက်သမားနှစ်ယောက်ကစူအန်ကိုတိုက်ခိုက်ပြီလေသူကလူသက်သမားတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲသူ့ရဲ့တိုင်းကျွမ်းခြင်းမှုကိုမြင်ပြီးတော့စူအန်ကသူတို့ကိုအလွယ်တကူအနိုင်ယူနိုင်တယ်ဆိုတာသိလိုက်ကြပါတယ်။ဒါကြောင့်သူတို့ကစူအန်ကိုအမှတ်ထားခဲ့ပြီးတော့ထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်မှာစူအန်ကလည်းဓာတ်ကိုက်ပြီးတော့သူတို့နှစ်ယောက်ရဲ့မြင်းနောက်ကိုထောက်လျှောက်လိုက်လာပါတယ်။တစ်ဖက်မှာတော့ယူဗန်ကသူ့အဖေရဲ့ကပီးတိုင်းသားမှာမွေးစားဖေရဲ့ခေါင်းကိုတဲလာပါတယ်။သူကလည်းသားချီတာအောင်မြင်သွားပြီဆိုတာပြသဖို့ပါ။အဲ့ဒီအချိန်မှာပဲစူအန်ကိုတတ်ဖို့မအောင်မြင်တဲ့လူသက်သမားနှစ်ယောက်ကလည်းရောက်လာပါတယ်။သူတို့နှစ်ယောက်ရဲ့နောက်ကနေစူအန်လည်းရောက်လာပြီလေ။ သူကမင်းငါးဖေကိုတတ်ခဲ့လို့မင်းကိုရှင်းမထားဘူးလို့ပြောပြီးတော့ယူဗန်ကိုတိုက်ခိုက်လိုက်ပါတယ်အခုတော့သူတို့နှစ်ယောက်ကြားတိုက်ပွဲဆပြီးတော့အဲ့ဒီနေရာမှာဆူအန်းကဓာတ်နဲ့ထိုးလိုက်ပြီးမဲ့ယူဗန်ကခြွေတန်ချက်ကကိုအသားထဲမြုပ်ထားတော့ဓာတ်နဲ့ထိုးလို့မရပါဘူးလက်သီးချင်းရှင်းချပြီးတော့အဆုံးမှာတော့ယူဗန်ကသူ့ရဲ့အစိတ်လက်သီးကိုသုံးပြီးတော့အနိုင်ယူလိုက်နိုင်ပါတယ်သူကဆူအန်းကိုတတ်တော့မဲ့ချိန်မှာပဲသူ့သားဖန်ရောက်လာပြီးတော့ယူဗန်ရဲ့လက်မောင်းကိုကင်ပြီးတော့သူ့အဖေကိုလှုပ်ပေးဖို့တောင်းဆိုပါတယ်အဲ့နောက်မှာသူကဆူအန်းကိုကောက်ပြီးတော့မြစ်ထဲကိုပြစ်ချလိုက်ပါတယ်ဒါကိုမြင်တော့ စုအန်းရဲ့ဇနီးလင်းကလည်းသူ့ယောက်ျားကိုကယ်ဖို့အတွက်မြစ်ထဲကိုလိုက်ပြီးခုန်ချလိုက်ပြီလေအဲဒီနောက်မှာ လင်းကစူအန်းကိုတွေ့ပြီးကယ်လိုက်နိုင်ပါတယ်။လင်းကဒဏ်ရာရနေပြီမဲ့စူအန်းကိုကယ်ဖို့တက်ခက်တွေပေါ်မှာတင်ပြီးတော့ဆွဲသွားပါတော့တယ်။သူမကစူအန်းကိုနိုင်ပေါင်းများစွာဆွဲခေါ်လာရတဲ့အတွက်သူမရဲ့လက်တွေကနေသူတွေထွက်လာပြီးတော့လက်တွေကချော်ထွက်သွားပြီးတော့စူအန်းကတောင်ပေါ်ကနေပြီးတော့ရှော့ကျသွားပါတော့တယ်။အဲ့ဒီချိန်မှာပဲယူလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကစူအန်းတင်လာတဲ့တက်ကိုင်းကိုဖမ်းဆွဲပြီးတော့စူအန်းကိုကယ်တင်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်မှာသူမကသူတို့နှစ်ယောက်စလုံးကိုတောင်ထိပ်ပေါ်မှာဆောက်ထားတဲ့သူ့ရဲ့အိမ်စီကိုခေါ်သွားပါတယ်။သူမကသူတို့ကိုအနားယူခိုင်းပြီးတော့စူအန်းရဲ့ခန္ဓာကိုယ်တွေကအစိတ်တွေကိုလည်းဖယ်ရှားပေးလိုက်ပါတယ်။ နောက်ညနေမှာစူအန်ရဲ့အခြေအနေကတိုးတက်လာပြီးသတိပြန်ရလာတဲ့အခါမှာသူ့လက်ကိုသူမြင်ပြီးတော့စိတ်ယူသွားပါတော့တယ်။ဘာလို့လဲဆိုတော့ယူဗန်နဲ့တိုက်ခိုက်ခဲ့တဲ့အစိတ်ကြောင့်မို့လို့အယွတ်တွေထိကုန်လို့ပါသူစိတ်သက်ကြသွားပြီလေ။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သားကယူဗန်ရဲ့လက်ထဲမှာရှိနေလို့ပါ။အခုယူဗန်ကသူ့ရဲ့သားကိုစတ်မှာကိုစိတ်ပူနေတာပါ။အဲ့ဒီချိန်မှာလင်းကသူ့ကိုနားလည်အောင်ကြိုးစားပြီးပြောပြပါတယ်။ယူဗန်ကဘရောမာဒီလိုမလုပ်ဘူး။သူကကလေးတယောက်ကိုမတက်ဘူးဆိုပြီးတော့သူ့မဘက်ကနေပြီးပြောပေးနေပါတယ်။နောက်ထပ်ရဲ့အနေငယ်အကြသွားပြီးတဲ့နောက်မှာတော့စူအန်ကတက်တာမလာသေးပါဘူး။ အဲ့အကြောင်းမလို့တဖြည်းဖြည်းနဲ့စိတ်သက်ကြလာပြီးတော့ပြဿနာတွေကိုမေးပြဖို့အရက်ပါတောက်လာပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့အစိပ်ပြင်းတဲ့မွေတကောင်ကစူအန်းကိုကြိုက်တော့မဲ့အချိန်မှာလင်းကမွေကိုမြင်ပြီးကောက်ကင်ပြီးပြတင်းဘောက်ကနေလွှင့်ပြလိုက်ပါတော့တယ်တကယ်တော့လင်းကမွေကိုအရန်ကြောက်တာပါအဲ့ဒါကြောင့်စူအန်းကလင်းကိုမင်းမွေကိုမကြောက်တော့ဘူးလားဆိုပြီးမေးလိုက်ပါတယ်။ဒီမှာလင်းကနင်လက်လျှော့လိုက်မှာကိုပိုကြောက်နေရဆိုပြီးပြောလိုက်ပါတယ်။ ဲ့ဒီစကားကိုကြတော့ဆူအန်ကသူ့သားဖန်ကိုအမြန်ကယ်တင်ရမယ်လို့ခံစားလိုက်ပြီးတော့သူ့ရဲ့လက်တွေပြန်ကောင်းအောင်လေ့ကျင့်ခန်းတွေဆလုပ်ပါတော့တယ်။ဆူအန်ကစပြီးတော့အသေးအံကြိုးစားပြီးတော့ရဲအနေငယ်တွင်းမှာပဲတက်တာပြောက်ကင်းသွားရုံသာမကဘဲနဲ့သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေကလည်းတိုးတက်လာခဲ့ပါတယ်။အဲ့လိုနဲ့တနေ့မှာဆူအန်လေ့ကျင့်နေတုန်းမှာအဖြူရောင်နဲ့အနက်ရောင်သားသမားနှစ်ယောက်ကိုတွေ့လိုက်ပြီလေ။ဆူအန်ကသူတို့ကိုမိအောင်ပြေးလိုက်ပြီးမှလုံးဝမမိပါဘူး။ဝါတော်တစ်ခုကိုဖျက်ပြီးတဲ့နောက်မှာတော့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်။ အဲ့ဒီနောက်စုအန်းကအဖိုးကြီးရဲ့အစွမ်းကိုမြင်ပြီးတော့သူ့ကိုတပည့်အဖြစ်လက်ခံပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီတန်ကိုကြတော့အဖိုးကြီးကမင်းဒီရဖြူရောင်ဝူရှူးသခင်ကိုနိုင်ရင်မင်းငါရဲ့တပည့်အဖြစ်လက်ခံမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီတန်ကိုကြတော့စုအန်းကအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပြီးတော့သူနဲ့အဖြူရောင်ဝူရှူးသခင်တို့တိုက်ပွဲကစတင်မှာတော့တယ်။စုအန်းတယောက်လုံးဝမနိုင်ပါဘူး။နောက်ရက်မှလည်းထုတ်တိုင်းဓာတိုင်းအစုံတိုက်ခိုက်ကြပါတယ်။အဲ့ဒီချိန်မှာ UN ကလည်းအစိတ်ငါးမျိုးတိုင်းကိုဆက်ပြီးလေ့ကျင့်နေပါတယ်။အဲ့ဒီနောက်ညနေပိုင်းမှာတော့သူတို့အားလုံးကြားစာစားနေကြပါတယ်။ အဲ့ဒီနေရာမှာလင်းကစူအန်းရဲ့ကျမ်းမာရေးအခြေအနေကိုသိဖို့အတွက်သူ့ရဲ့လက်ကိုဆစ်ဆီးလိုက်တဲ့ခါမှာတော့သူ့ရဲ့လက်ကလုံးဝပျောက်ကင်းနေတာကိုတွေ့ပြီးတော့အံ့ဩသွားပါတော့တယ်။စူအန်းသွားပြီးလေ့ကျင့်တော့ယူကသူ့ယူနေပြီဆက်ပြီးမလေ့ကျင့်ခိုင်းတယ်လို့ပြောပေမဲ့လင်းကတော့စူအန်းကဆရာကြီးတယောက်နဲ့လေ့ကျင့်နေတာပါဆိုပြီးပြောလိုက်ပြီလေ။ယူကဒီမှာငါတယောက်ထဲနေတာပါဆိုပြီးငြင်းနေရပါတယ်။အခုနောက်ထပ်တစ်နှစ်ကုန်လုံးသွားပြီးတဲ့နောက်မှာတော့လင်းကစူအန်းဖယ်နေရာမှာလေ့ကျင့်နေလဲဆိုတာသိဖို့အတွက်သူ့ရဲ့နောက်ကိုလိုက်သွားပါတယ်။ ဒါပေမဲ့အဲ့ဒီနေရာမှာထူးခြားတာကသူ့ခင်မွန်းကတယောက်တည်းလေးချင်းနေတာပါသူ့ဘေးမှာဘယ်သူမှလည်းမရှိပါဘူးသူကသူ့ရဲ့ခန္ဓာကိုယ်နဲ့အရာဝတ္ထုတွေကိုလိုက်တိုက်နေပါတယ်အဲ့ဒါနဲ့စူအန်ပြန်ရောက်လာတဲ့အခါမှာတော့ဒီလောက်ရက်တွေအများကြီးမှာတယောက်တည်းလေးချင်းနေတာမသိဘူးလားဆိုပြီးမေးလိုက်ပါတယ်စူအန်က "तू မကိုဒါတွေအားလုံးကငါရဲ့စိတ်ကူးပုံဖော်မှုလားဒါမှမဟုတ်တခြားတစ်ခုဘူးလားဆိုတာအရေးမကြီးဘူးငါမိသားစုစီပြန်ရောက်ဖို့အတွက်ဆိုရင်ဘာမှမဆိုလှုပ်ချင်တယ်ဒါမှငါသားကိုကယ်တင်နိုင်ပြီးတော့နောက်တစ်ခေါက်ပြန်တွေ့မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့လင်းကတုန်လှုပ်သွားပြီလေ तू မရဲ့သားဖြစ်သူကိုတစ်ခေါက်လောက်ပဲတွေ့ချင်ုံမှာအဲ့ဒီနောက်မှာတော့စူအန်က ပို့ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ပြီးတော့သူကအရန်ကိုစွန့်ထက်လာပါပြီ။အဖိုးကယူဘန်းကိုတိုက်ခိုက်ဖို့လုံးဝယုံကြည်ချက်ရှိနေပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအဲ့နေရာကအဖြူရောင်ဝူရှူးတခင်ကိုအနိုင်ယူနိုင်ခဲ့လို့ပါ။ဒီနေရာမှာပဲစူအန်းကဇက်ကောင်တွေအကုန်လုံးသူ့စိတ်ထဲမှာပဲဖန်တီးထားတာဖြစ်ကြောင်းသိသွားပါပြီ။အခုစူအန်းရဲ့လေ့ကျင့်မှုကလည်းလုံးဝပြီးဆုံးသွားပါပြီ။စူအန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့လင်းကမရှိတော့ဘဲနဲ့စာတစောင်ပဲတွေ့လိုက်ပါတော့တယ်။စာပေါ်မှာရေးထားတာကတော့ဖန်ကိုသူမကိုယ်တိုင်သွားခေါ်မယ်ဆိုပြီးရေးထားတာပါ။အဲ့ဒီချိန်မှာပဲလင်းကတော့သူ့သားကိုခေါ်ဖို့အတွက်ယူဘန်းရဲ့နေရာကိုရောက်နေပါပြီ။ ယူဗန်ကလင်းအသက်ရှင်နေသေးတာကိုမြင်တော့အယံအံဩသွားပြီးတော့ဆူအန်လည်းအသက်ရှင်နေသေးတာကိုကြားလိုက်တော့ပို့ပြီးတော့စိတ်ပူသွားပါတယ်။အဲ့နောက်မှာဆူအန်ကလည်းသူ့ရဲ့မိသားစုကိုကယ်တင်ဖို့ယူဗန်စီကိုရောက်လာပါတော့တယ်။တားထားသမျှယူဗန်ရဲ့တပ်သားတွေအကုန်လုံးကိုအနိုင်ယူလိုက်ပြီးတဲ့နောက်မှာတော့ယူဗန်ကသူ့ရဲ့စစ်သားတွေကိုလင်းကိုအရှင်လက်လက်မြေမြို့ကိုအမိန်ပေးလိုက်ပါတော့တယ်။အခုလင်းကိုတိတ္တာထဲမှာခြိနှောင်ထားပြီးတော့မြေကြီးထဲကိုထည့်ပြီးမြုပ်လိုက်ပါတော့တယ်။ပြီးတာနဲ့လင်းရဲ့နေရာမှာမြုပ်ထားတဲ့ဆိုတာတိတဲ့တပ်သားတွေအကုန်လုံးကိုယူဗန်ကတပ်ပစ်လိုက်ပါတယ်။ဆူအန်ကတော့တပ်သားတွေအားလုံးကိုနိုင်ယူခဲ့ပြီးတော့အခုယူဗန်နဲ့ရင်ဆိုင်နေရပါပြီ။ဆူအန်ကစပြီးတိုက်ခိုက်ပါတယ်။ ဒီနေရာမှာယူဗန်ကသူ့ရဲ့အစိမ်း၅မျိုးလက်တီးတိုင်းကိုသုံးပါတယ်ဒါပေမဲ့ ဆူအန်းကလည်းအရန်စားထက်လာပြီးဖြစ်တဲ့အတွက်ယူဗန်ရဲ့လက်တွေကဘာမှမလုပ်နိုင်တော့ပါဘူး။အဲ့နောက်မှာယူဗန်ကသူ့ကိုအလွန်စိတ်ပြင်းတဲ့မူတွေရှိတဲ့တွင်းကြီးတစ်ခုစီကိုခေါ်သွားပါတယ်။ဆူအန်းကတန်ကြိုးတစ်ချောင်းကိုသူ့လက်မှာပတ်လိုက်ပြီးတော့ယူဗန်ရဲ့ခန္ဓာကိုယ်ပေါ်ကတန်ကြက်ကကိုလည်းချိုးဖျက်လိုက်နိုင်ပါတယ်။ပြီးတော့ယူဗန်ကိုတတ်တော်မဲ့အချိန်မှာပဲသူ့ရဲ့သားကပလန်တာလိုက်ပါတယ်။လင်းကမြေမြုပ်ခံထားရပြီးတော့ဘယ်နေရာမှာမြုပ်ထားတယ်ဆိုတာယူဗန်တယောက်ပဲသိတာလေ။အဲ့ဒါနဲ့အသေးအတန်လိုက်ရှာပါတော့တယ်။သူ့ဇနီးမြုပ်ထားတဲ့နေရာကိုမြင်လိုက်ရပြီမဲ့သူမကိုထုတ်လိုက်တဲ့အချိန်မှာတော့တိတ်ဆုံးသွားပါပြီ။အဲ့နောက်မှာဆူအန်းကတော့ရတမားဖြစ်ပြီးတော့လုံးဝယူတွတ်သွားပါတော့တယ်။ ဒီနေရာမှာသူသားကသူ့ရဲ့အခြေအနေကိုတိုးတက်အောင်ကြိုးစားပေးမယ်။စူအန်းကိုကြည့်ရတာပြန်ကောင်းလာနိုင်မှာမဟုတ်တော့တဲ့ပုံစံပါပဲ။အဲ့ဒီအချိန်မှာလူတစုကတော့ပြိုင်ပွဲမှာဆေးရသိဆုံးသွားလို့ပြဿနာတက်နေကြပါဗျ။ ။သခင်လေးမကငါလူနဲ့မင်းတို့ fighter ထိုးမယ်ဆိုပြီးတော့ချိန်ပွဲကိုစလိုက်ပြီလေ။ပြီးတာနဲ့သူက fan တို့တရောင်းစားသားအဖကိုငွေသွောပေးပါတယ်။ပြီးတဲ့နောက်မှာစူအန်းကစားတော့ဆိုင်တဲ့ကိုဝင်ပြီးတော့အရဲလူတောက်တော့ဆန်ရှင်နဲ့ပြဿနာတွေပါတော့တယ်။သူတိုက်ခိုက်တာကိုကြည့်နေတယ်။လူတယောက်ကအရဲသားဖို့ဖိတ်ခေါ်ပြီးတော့တိုက်ခိုက်ကြပါတယ်။အဲ့လူကစူအန်းကိုအရန်မူတိုင်းတင်ပေးမယ်ဆိုပြီးတော့အရက်အိုးကိုပေးလိုက်ပါတယ်။ဆိုင်ရှင်ကသခင်လေးမကိုသွားခေါ်ပြီးတော့စူအန်းကိုရိုက်ခိုင်းတော့စူအန်းတက်ထဲမှာရှိခဲ့တဲ့ုံကသူ့တပည့်ဖြစ်နေတယ်လေ။သခင်လေးမကမိတ်ဆက်ပေးပြီးမယ်စူအန်းကတော့သူဘူးလဲဆိုတာမမှတ်မိတော့ပါဘူး။အရင်တုန်းကအခုစူကဘလို့ဖြစ်သွားရလဲဆိုတော့လင်းနဲ့တူတူတည်သွားပြီဆိုပြီးပြောလိုက်ပါတယ်။ အဲ့ဒါနဲ့တခင်လေးမကသူမနှက်ပြန်ကြရင်တရုတ်လူမျိုးတွေကိုအပျော်တက်နေတဲ့ fighter နဲ့တိုက်ရတော့မယ်ခမားပေးခဲ့တဲ့ဓာပြန်ယူဆိုပြီးတော့ပေးပြီးတော့ထွက်သွားတဲ့အချိန်မှာစူအန်ကမင်းငါသားကိုဆောင်းရှားလိုက်ဆိုပြီးပြောလိုက်ပါတယ်။နောက်နေ့မှာတော့တခင်လေးမတိုက်ခိုက်မဲ့အချိန်မှာဓာပြန်ပေးပြီးတော့ငါတို့ကိုထဲခေါ်သွားဆိုပြီးပြောလိုက်ပြီလေ။ပြိုင်ပွဲမှာတော့တခင်လေးမကတိုက်ခိုက်တဲ့အချိန်မှာတစ်ချက်လေးတောင်မတိုက်ခိုက်နိုင်မဲနဲ့အမောက်သိခံနေရပါတယ်။တခင်လေးမတေကန်ဒီမှာတော့ဖန်ကလက်ဝဲကြိုးဝိုင်းတဲ့ကိုဝင်လာပြီးတော့လက်ဝဲသမားရဲ့ခြေစလုံးကိုဖက်ကြိုက်ပါတော့တယ်။ဒါပေမဲ့လက်ဝဲသမားကဖန်ကို ဖမ်းကင်ပြီးတော့မြောက်ပြီးတော့ရိုက်မယ်လို့လုပ်တဲ့အချိန်မှာပဲစူအန်ကသူ့သားရဲ့အော်ဇန်ကိုကြားပြီးတော့အဲ့နေရာကိုရောက်လာပြီးလက်ဝိသမားရဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ထုလိုက်တဲ့အတွက်အဲ့လူကလဲကျပြီးတော့နေရာမှာပဲတိတ်ဆုံးသွားပါတော့တယ်အဲ့နောက်မှာနောက်ထပ်နိုင်ငံသားလက်ဝိသမားနှစ်ယောက်ကစူအန်ကိုတိုက်ခိုက်ဖို့လက်ဝိဂျိုးဝိုင်းနဲ့ကိုဝင်လာပြီးမြေအောင်လုံးအရန်မူးတိုင်းနဲ့တွေ့သွားပြီလေအနည်းနဲ့တစ်ယောက်ကတော့စင်အောင်ကိုပြုတ်ချသွားပြီးကြားနဲ့တွေ့သွားပါတယ်နောက်တစ်ယောက်ကိုတိုက်နေတော့မှာပဲစင်မော်ကိုနောက်ထပ်လူနှစ်ယောက်ထပ်ရောက်လာပါတယ်တိုက်ခိုက်ကြရင်လည်းတစ်ယောက်ကဓားကိုထုတ်ပြီးတိုက်ပါတယ်အဲ့လူကစူအန်ကိုဓားနဲ့ထုတ်လိုက်တာသူ့လူသူထုံးမိသွားပြီလေ အဲ့ဒီချိန်မှာပဲပွဲချင်းပါတဲ့သူကအနက်ရောင်ဝဲလဝိသမားစီကိုကတ်လာပြီးတော့ဆေးတစ်ခုကိုထိုးပစ်လိုက်ပါတယ်။အဲ့ဒါနဲ့ပူအားတန်လာပြီးတိုက်ခိုက်ပေမဲ့သူ့လူသူရိုင်းပြီးပြီးတော့အဖြူဝင်းတဲ့တယောက်ကတော့ရှော်သွားပြန်ပါပြီ။အနက်ဝင်းတဲ့လူရဲ့ကုတ်ပေါ်ကိုစူအန်ကတက်ပြီးတော့ထိုးလိုက်တာအနက်ဝင်းတဲ့လူလည်းပေါက်သွားပါပြီ။စူအန်လည်းသတိလစ်သွားပြီးတော့သူ့သားကဘေးကနေဆိုနှိုးနေတဲ့ခါမှာသတိပြန်ရလာပါတယ်။အဲ့နောက်မှာတော့သူကသူ့သားနဲ့တူတူလက်ဝဲကြိုးဝိုင်းနဲ့ကနေထွက်သွားပါတော့တယ်။အဲ့နောက်မှာစူအန်ကသူ့ရဲ့တိုင်းပညာလေးချင်းမှုကိုဆက်လက်လှုပ်ဆောင်နေပြီးတော့သူနဲ့သူသားကတကဘာလုံးမှာနာမည်ကြီးလာပါတော့တယ် Hoặc là đi lên nữa sẽ là ngon lên đi gu, trên sẽ bị mạo muội cho nó lúc chân này gu lên, like và subscribe đi lúc ra cái bị bỏ không nhá.